ဝင်ပူးနေတဲ့တိုင်နေရှင်ကဒီလိုပါဆရာကြီးရဲ့ကျွန်တော်တို့တိုက်ထက်မှာမဲထွေမရောက်လာခင်အရှိဘွားတစ်ခုမှာမဲထွေကပုံနကနဲ့ဘလူရဲ့ကျင်ရတော်ဖြစ်ခဲ့တယ်ပုံနကနဲ့ကြီးရလေမဲထွေလေးကိုတိတ်မြန်လို့တော်မူတာပါမဲထွေလေးကနှက်သက်ကြွေပြီးတော့ဘဝပြောင်းသွားတယ်ဆိုပေမဲ့ချစ်စိတ်မကုံရှာသေးတဲ့ပုံနကကြီးကအားလုံးပဲမိလာပါရှင့်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်1980ဝင်းကျင်ကရွှေရီကျော်ဆရာကြီးဦးဟတ်တင်ရဲ့နမေကျော်ကုထုံးဖြစ်ရမှန် ဆရာနဲ့ဆရာရေးသားပြီးတော့ခန်းစားရေးဖွဲ့ထားတာကပြန်လည်မျှဝေပေးထားဖြစ်ပါတယ်။မဲတွဲလို့နာမည်ရတဲ့မိမလာလေးတယောက်ရှိခဲ့ပါတယ်။မဲတွဲရဆိုရင်ကလာရီ၊ချော်ရီ၊စွမ်မက်ဖွဲအစင်းလေးရှိရယ်။တမက်ဖွဲခန္ဓာကောက်ကြောင်းနေနဲ့ပူရိသရီအကြိုက်ခန္ဓာကိုယ်လေးရှိတယ်။မဲတွဲရဆိုရင် မွေးကျဲမောင်နှမရှိအောင်ရှိရဲ့အနေမှာအငယ်ဆုံးလည်းဖြစ်ပါတယ်။မိဘတွေအသက်အရွယ်ကြီးမြင့်လာတဲ့အချိန်မှာမတင်မတ်ထားဘဲနဲ့မဲထွေးကိုမွေးပွားလာခဲ့ရလည်းဖြစ်ပါတယ်။ အကိုရီအမရီနဲ့မတူဘဲနဲ့ဖြူဝင်းတဲ့အသားရည်ရည်လည်းရှိရဲ့ငယ်စဉ်ကတည်းကပဲစကားအပြောဆိုလည်းယဉ်ကျေးရဲ့အဲ့ဒါကြောင့်ပဲမိသားစုအလုံးကမဲထွေးကိုအချစ်ပိုကြပါတယ်မဲထွေးရဆိုရင်လေခလေးဘွားကလေးကချူချားတယ်မကြခနာဆိုသလိုပဲနေထိုင်မကောင်းလည်းဖြစ်တတ်တယ်ထူကြတာကတော့မဲထွေးနေထိုင်မကောင်းဖြစ်တဲ့အခါတိုင်းမှာရွာရဲ့အရှိတ်ကျမ်းမရှိတဲ့ထုံးစီတီကလေးကိုပို့ပေးရပါတယ်ဒီလိုပို့ပေးဖို့လေမယမကပူစားလေးရှိပါတယ် တခါတည်းရင်မိဘတွေကမပို့ပေးဘဲနဲ့လည်းရှိနေတတ်ပါတယ်။အဲ့ဒီခါမှာတော့မယ်တွေရဲ့ဝေဒနာတွေကဘယ်လိုစေဝါနဲ့မှ ကုသတာပဲဖြစ်ဖြစ်တက်တာသွားခဲ့တာမျိုးစွာမရှိပါဘူး။ထုံးစိတ်ကြီးလေးကိုပုံမှန်ပို့ပေးလိုက်တော့မှပဲတက်တာသွားတတ်ပါတယ်။ဖျားနေရဲ့မယ်တွေလေးဟာဆိုရင်ထုံးစိတ်ကြီးလေးကိုရှောက်တာနဲ့နေမကောင်းတဲ့ကြားကနေဖျားစီမီကက်လို့ရယ်။ရွေချမ်းကက်တဲ့ပန်းပူစော်ရယ်မြစ်တာတွေပို့ရယ်ပြီးရင်တော့ဆုတောင်းနေအဲ့ဒီနောက်မှာတော့ရွှင်ပြားတဲ့မျက်နှာထားနဲ့ မဲထွေးစေးတောင်းလို့ရပြီမဲထွေးနေကောင်းသွားတော့မှဒီလိုပျော်လိရှိပါတယ်နောက်တနေ့အရောက်မှာတော့အမှန်တကယ်ပဲပြန်လဲကျမ်းမာသွားတတ်ပါတယ်ရွာဦးကျောင်းဆရာတော်မှမဲထွေးရဲ့မိဘတွေကိုတကာကြီးတို့တမီးလျာထူးကြတယ်ကျုပ်ထင်တိုက်ကလိုဝင်စားလာတာဖြစ်မယ်ဒီလိုမိတ်ပါတယ်ဒီစကားကြားရတဲ့မိဘတွေဟာဆိုရင်မဲထွေးကိုတိုက်ကပြန်ခေါ်မအောင်လေလွန်စာစိုးရိမ်မိကြရပါတယ်ဒီလိုနဲ့မဲထွေးကအရွယ်ရောက်လာခဲ့ပါတယ်မဲထွေးကပိုးပြီး ို့ပြီးလဲလှပလာခဲ့တယ်။မဲထွေးရဲ့အလှတဲ့ဟာဆိုရင်အဲ့ဒီရွာနီးပဝင်းကျင်ရွာတွေဆိုလဲပြန့်နှံ့သွားခဲ့ပါတယ်။မြားစွာသောလူပြိုကလာသားတွေဟာဆိုရင်မဲထွေးရဲ့အလှမှာရေမူးကုန်ကြတော့တယ်။မဲထွေးဆိုတဲ့အလှပန်းလေးကိုခုဆုခွင့်ရဖို့လဲကြိုးပမ်းလာကြတော့တယ်။မဲထွေးကိုချစ်ခွင့်ပန်လာတဲ့ကလာသားတွေဟာဆိုရင်ချစ်ခွင့်ပန်တဲ့နေ့မှာပဲထူးဆန်းတဲ့အိမ်မက်တစ်ခုမြင်မဲ့ကြပါတယ်။မင်းကြီးမင်းသားအဝတ်စားတွေကိုတရားစာဝတ်ဆက်ထားတဲ့အမျိုးသားတအုပ်က အလွန်ကုန်မှထွားဆိုင်တဲ့မြင်းဖြူကြီးကိုစီးပြီးတော့ရောက်လာတယ်။မြင်းဖြူပေါ်မှာရှိတဲ့အမျိုးသားရဲ့မျက်ဝန်းဟာဆိုရင်လေမီလီယံနေလိုမျိုးဝင်းဝင်းတောက်နေခဲ့ပါတယ်။ဒီမျက်ဝန်းနေနဲ့စိုက်ကြည့်ပြရင်တော့မှတောက်တစ်ချက်ကိုကျေလောင်စွာခောက်ပါတယ်။အိမ်နောက်မှာတော့မြင်းဖြူကြီးကိုစီးပြီးတော့ပြန်ထွက်သွားပါတယ်။ဒီလိုအိမ်မက်ဟာဆိုရင်တော့မဲထွေးကိုချစ်ခွေ့ပန်းတဲ့လူပြိုကလာတိုင်းမတ်ဖို့ရဲ့အိမ်မက်ဖြစ်ပါတယ်။ချစ်ခွေ့တစ်ချိန်ပိုင်းတစ်ခါမတ်တယ်။နှစ်ချိန်ပိုင်းနှစ်ခါမတ်တယ်။ ဒီထက်ပိုပြီးလွန်ကဲလာရင်တော့နှုံနေရဲ့အချိန်ဒီမှာတော့မြင်းခွာတန်းကြီးကြားနေရတတ်ပါတယ်။တောက်ခုတ်တောင်လေးကြားနေရတတ်တယ်။တတိနေတဲ့ကာလာသားတွေကတော့ရွှေဆက်တူဖို့မဝင်မရဲဖြစ်ပြီးတော့နောက်ဆုတ်ကြရပါတယ်။အယုံကြည်မရှိတဲ့ကာလာသားတချို့ဟာဆိုရင်မဲထွေးရဲ့အချိကိုရဖို့အတွက်ဆက်ပြီးစူးစမ်းကြပါတယ်။ဒီခါမှာတော့အိမ်မက်ထဲဟာမြင်းဖြူစီရဲ့အမျိုးသားဟာဆိုရင်လည်းရောက်လာပြီးတော့မြင်းခွာနဲ့ပေါက်တတ်ပါတယ်။အိမ်မက်ကနေလန်နူရဲ့အခါမှာ အဲ့ဒီကာလာသားရဲ့ရွှေဘတ်အနက်မှာအညွတ်အမဲကြီးစွေးနေလေးရှိပါတယ်။လူပြိုကာလာသားတွေဟာဆိုရင်နောက်ွယ်မှာရခကုံမန်တထောင်ဝင်းရံစောင့်ကြနေရဲ့အာသာဝတီနွယ်နီနဲ့ပန်းဆိုပြီးတော့မဲထွေလေးကိုတင်စားကြပြန်ပါတယ်။တနေ့ကျတော့မဲထွေလေးနေထိုင်ရာရွာလေးစီကိုမြို့ဝကျောင်းဆရာတယောက်တောင်းဝင်နဲ့ရောက်လာခဲ့ပါတယ်။ရက်အနေငယ်လေးကြာရောမဲထွေနဲ့ရွှေနီလာခဲ့တယ်။လာအနေငယ်လေးအကြမှာမဲထွေလေးကိုချစ်ခွင့်ပန်ခဲ့ပါတော့တယ်။ ဲထွေးလေးကတော့ညင်ခဲ့ပါတယ်။ကျောင်းဆရာလူကျော်ကလည်းအကြိမ်ကြိမ်ကြိုးစားတယ်။မဲထွေးလေးကလည်းအကြိမ်ကြိမ်ညင်ပယ်ခဲ့တယ်။မကြောက်ဘူးလားဆရာ။ဒီလိုမဲထွေးလေးကမိခဲ့တယ်။ကျောင်းဆရာလေးကလည်းဘာလို့ကြောက်ရမှာရောဒီလိုပြန်မိတယ်။ညင်ဖြူစီလာတဲ့အိမ်မထရလူကြီးလေးအဲ့ဒီလူကြီးကမဲထွေးကိုချစ်ခွင့်ပန်တာမကြိုက်ဘူး။တော်ကြနေသူစိတ်ဆိုးသွားရင်မင်းခွနဲ့ပေါက်လိုက်မယ်။ဒီလိုမဲထွေးကပြောတော့ ပါအိမ်မမမမပါအောင်မထွေးရမထွေးပြောရလူကြကျုံးအိမ်မထဲကိုလာလို့မရအောင်ထင်းနေဒီလိုကြောင်းစရာလေးကပြန်ပြောပါတယ်တကယ်ပဲလားဆရာဖះဆူဒီလိုမထွေးရမယုံတာကြောင့်ကြိမ်ခဲရမှာကြောင်းစရာလေးဖះဆူရပါစေမထွေးရဲ့တကားမှမမတ်ဘူးပေါ့ဒီလိုပြန်ပြောပါတယ်ပြီးတော့ကျုပ်ကရွှေရင်ကျော်ပညာခံယူထားရသူပါမထွေးရဲ့ပယောကမကူတက်ဘူးဆိုပေမဲ့စီးရချတ်တက်ပါတယ် အားကြောင့်မဲထွေးပြောတဲ့လူကြီးကအိမ်မက်ထဲလာလို့မရတာနေမှာပေါ့ဒီလိုပြောလိုက်တော့မဲထွေးကလည်းအံ့ဩတော့ပါတယ်ကျောင်းဆရာလေးကလည်းခက်ပြုံပြုံမျက်နှာပြင်းနေပဲဟော်ရီလည်းညိုထောင်ပြီးတော့လက်ရရေးပတ်ပြီးတော့ကျုပ်အိတ်ဆက်အနားယူနေစဉ်အချိန်တွဲမှာဘယ်မိစာဘယ်မကောင်းဆိုးအမနှောက်ရှက်လို့မရစေရအခန်းတွင်းအခန်းပြင်အိမ်တွင်းအိမ်ပြင်ခြံတွင်းခြံပြင်ဈေးအထက်ထက်ကားစီးထားစေနှောက်ရှက်ရင်ကျူးကျော်လာတဲ့သူမှန်သမျှဆိုင်ရအပေါင်းကတားဆီးဖျက်ရှားပြေးစေရမယ်ဖျားငါးဆိုအမေ အထက်ဆရာကြီးများရဲ့အာဏာဒီလိုရွတ်ဆိုပြောစီးချတာပေါ့မဲထွေးရဲ့မဲထွေးလူကြီးမဆိုထားနဲ့ဘယ်လိုမိစ္ဆာမျိုးမှဝင်လာလို့မရအောင်ဒီလိုပြောလိုက်တော့မဲထွေးလေးကအလုံးဝမချိန်နဲ့သွားခဲ့ပါတယ်လောက်အနေငယ်အကြမှာတော့မဲထွေးကကြောင်းဆရာလေးရဲ့အချစ်ကိုလက်ခံလိုက်ခဲ့ပါတယ်မိဘရဲ့သဘောတူခွင့်ပြုချက်နဲ့ပဲလက်ထပ်ဖို့စီစဉ်ကြတော့တယ်အဲ့ဒီအခါမှာတော့မဲထွေးရဲ့ကိုခန္ဓာအနှံ့ပြားမှာ ရာနာအပူလေးတွေပေါက်လာခဲ့ပါတယ်နေလို့မရထိုင်လို့မရလောက် အချိန်ထိရိုင်းရံနေခဲ့တယ်။ရားတဲ့အခါကုတ်ရတယ်။ကုတ်တဲ့အခါကျတော့အနာရီဖြစ်လာတယ်။အနာရွင်ပြီးတော့မဲထွေးဖျားပါရယ်။ဆေးဝါးတွေနဲ့ကုသပေးမယ်လေမတက်တာခဲ့ပါအောင်။တနေ့ပြီးတနေ့ပင်လီဖျောတော့လာတော့တယ်။မစားနိုင်မတောင်းနိုင်ဖြစ်ပြီးတော့ဘုံဘုံလဲသွားတဲ့အချိန်အချိန်ကြီးဆုပ်ရခဲ့တယ်။မိပါရီကလည်းမဲထွေးရဲ့အဖြစ်ကိုကြည့်ပြီးတော့ယူကြုံမရတော့ကရီပွားရပြန်ပါတော့တယ်။မိသားစုအပေါင်းကလည်းစုတ်တက်တက်ဖြစ်ပြီးတော့ဂယုဏ်နာတွေပွားစားရတော့တယ်။ ။ကျောင်းစာလေးကတော့အချိန်ပြည့်နေပါမဲထွေးလေးအနာကက်ပြီးပြုစုရှာပါရယ်။တနေ့တခြားလုံပေါပါလာတဲ့ချီယာသူမဲထွေးလေးကိုကြည့်ပြီးတော့အယူမိဝိုင်းဖြစ်နေတဲ့နေစောက်တရားမရခံစားရရယ်။တညမှာတော့ကျောင်းစရာလေးရဲ့အိမ်မက်အထဲကိုရွှေသေးကြီးတစ်ပါးရောက်လာတယ်။အဲ့ဒီရဲ့သေးကြီးကကျောင်းစရာလေးကိုခက်ဆူဆူစိုက်ကြည့်ပြီးတော့လူမိုက်ပညာယူထားပြီးတော့ပညာအောင်အသုံးချတတ်တဲ့ကောင်။တွားမင်းစရာတွားပေးကြည့်။ဒီလိုပြောပါတယ် ကျောင်းဆရာလေးရလေအချိန်ဒီမှာပဲမြို့တက်ပြီးတော့သူ့ရဲ့ဆရာဖြစ်သူတွားရောက်ပင်ခေါ်ရပါတော့တယ်ဆရာကြီးကလည်းမဲချွေးလေးရဲ့ဝေဒနာကိုရှင်ရင်ကျော်ပညာနဲ့စမ်းသပ်ရမှာတော့ပယောဂဖြစ်တယ်ဆိုတော့သိသွားခဲ့ပါတယ်မဲချွေးလေးကတိုက်ကနေလူဝင်စားဖြစ်ပါတယ်ခံစားနေရတဲ့ဝေဒနာတွေဟာဆိုရင်တိုက်ကပြုတ်ထားရဖြစ်တယ်ဆိုတော့သိသွားခဲ့တယ်တိုက်ဆွဲကိုခေါ်သွင်းရမှာဝင်ပူးလာခဲ့တယ်ဒီလိုအနေနဲ့ပဲမဲချွေးကိုជីជីပြူပြူပဲလူဘွားကိုခေတ္တခဏလှုပ်လိုက်တာဖြစ်တဲ့အကြောင်း အနှစ်30ထိပဲခွင့်ပြုထားရကြောင်းပြောပြကြတယ်။မဲထွေးခံစားနေရတဲ့ဝေဒနာတွေဟာဆိုရင်တိုက်ကပြူစားထားတာဖြစ်တဲ့အကြောင်းဒီလိုပြူစားထားတာဟာဆိုရင်အကြောင်းရှိရကြောင်းလှုပ်ချင်လို့လှုပ်တာမဟုတ်ရတဲ့အကြောင်းဝင်ပူးနေတဲ့တိုင်တန်းရှင်ကအရှင်းပြနေပါတယ်။ဆရာကြီးကလည်းအကြောင်းရုံဒီလိုပါဆရာကြီးရေကျွန်တော်တို့တိုက်ထက်မှာမဲထွေးမရောက်လာခင်အရှိဘွားတစ်ခုမှာမဲထွေးကပုံနကနယ်ဘလူးရဲ့ကျင်ရော်ဖြစ်ခဲ့တယ်။ပုံနကနယ်ကြီးကလည်းမဲထွေးလေးကိုတိတ်မြန်လို့တော့မူတာပါ။ မဲထွေးလေးကနှစ်သက်ကြွေပြီးတော့ဘဝပြောင်းသွားတယ်ဆိုပေမဲ့ချစ်စိတ်မကုန်ရှာသေးတဲ့ပုံနဂကြီးကလိုက်လံပြောဆောင်းရှောက်ပေးခဲ့တယ်။တိုက်ထဲရောက်လာပြီးတော့ဥစ္စာဆောင်ဖြစ်တော်လဲပုံနဂနက်ဘလူးကြီးကဆောင်းရှောက်နေရပဲမဲထွေးလေးလူပြိခနာရောက်လာတော့လဲဆောင်းရှောက်မြင်ဆောင်းရှောက်နေရပဲမဲထွေးကိုချစ်ခွင့်ပန်တဲ့သူမှန်သမျှစီရော့မြင်ရခွာဆုံနဲ့ကံပေါက်ဆုံးမှလာလဲပုံနဂနက်ဘလူးကြီးပါပဲဆရာကြီးရဲ့မဲထွေးကိုသူကတိတ်ချစ်ရှာတာအခုမဲထွေးရဲ့ချစ်သူចောင်းဆရာလေးကဝိဇာစေရီထူထားတော့ ပုံနကားကြီးဘလို့မှလုံးလို့မရအောင်သူတို့လက်ထပ်ပွဲပြောင်းမယူပြအောင်တားဆီးမယ်လို့အမိတ်ပေးထားကြောင်းမဲထွေးကိုအခုလို့ပြအောင်လုပ်ရတာပါဆရာကြီးရဲ့တကိုချင်းကွာချလွန်းတာကြောင့်ပုံနကားအမိတ်ကိုမလွတ်ဆန်ဝန်းမအောင်သူအားလုံးစုလုပ်ရပါတယ်ဒီလိုရှေလျားစွာနဲ့ရှင်းပြပါတယ်ဆရာကြီးကလည်းတိုင်စိုးခေတာထွက်ခိုင်းစီပြီးပုံနကားကိုခေါ်သွင်းပြီးတော့ဝင်ရောက်လာစီပါတယ်မဲထွေးကိုပြူစားဖို့အတွက်ခိုင်းစီရဲ့သူကသူသာဖြစ်တဲ့အကြောင်းသူကိုယ်တိုင်မပြူစားရတာကြောင့်တိုင်နှဲရှင်အမိန်ပေးစေခိုင်းခဲ့တဲ့အကြောင်း မေထွေးယောက်ျားမျိုးစေ့ဖို့အတွက်ပြုလုပ်ရတာဖြစ်တဲ့အကြောင်းတားလို့မရရင်ဇီဝင်ချုပ်ပြီးတော့အသက်ကိုနှုတ်ကတိုက်ကိုပြန်စီမှာဖြစ်တဲ့အကြောင်းကိုပြောပြပါရယ်ပုံနကနဲ့ဘလူးကြီးဟာဆိုရင်လေစကားပြောတဲ့အခါမှာမရိုင်းဆိုပေမဲ့မမထက်ထန်ရှိရယ်ဝင်းဝင်းထက်ထဲပြောပါရယ်အယောဂကုသရမှာလေအတွေ့အကြုံများလာတဲ့ဆရာကြီးကပုံနကကြားရတာတဲလေစိတ်မကောင်းစရာပါလားပုံနကကြီးရယ်ကျုပ်လည်းကျုပ်ကိစ္စဖြစ်လာတာဆိုတော့တောင်းဆိုရမှာပဲဒီနေ့ဒီချိန်ဒီကာလနေစပြီးတော့ မဲထွေးလူဘွားမှာရှိနေသည်များလူဘွားတိုင်းနေခွင့်ပေးလိုက်ပါ အင်တာဗျူးသားသမီးမူတာလေလူလောကတဘာဝပါပဲပုံနကားနဲ့မဲထွေးရဘဝကြီးချခဲ့ကြပြီပဲမဟုတ်လားတိုက်ကိုလည်းတောင်းဆိုတယ်အခုရောက်နေတဲ့ပုံနကားကြီးကိုလည်းကျုံနေနဲ့လေးလေးစားစားတောင်းဆိုပါတယ်မဲထွေးရဲ့လူသက်တမ်းအားလေသူကန်တိုင်းမရှိပါစေခွင့်ပြုပေးလိုက်ပါမင်းင်းမာနဲ့အာမခံမာနဲ့ကျုံနေနဲ့လိုအပ်လာရင်လေလိုအပ်တယ်လို့ဆိုင်ရအတီးတီးနဲ့ တိုက်စစ်ဆင်ရပါလိမ့်မယ်။မဲထွေးကိုပြူစားထားသမျှအကုန်ပြန်သိမ်းပြီပါ။အခုအစားပြီးတော့မဲထွေးလူဘွားမှာရှိနေတွေ့ဘလုံနီနဲ့မှမနှောက်ရှက်ရအောင်။အဆက်တော်လည်းမလုပ်ရအောင်။ကုညီချင်းကုညီပါ။ဒီဟာတောင်းစရာလည်းဖြစ်တယ်။အမိတ်ပြရလည်းဖြစ်တယ်။အမိတ်ဆိုပေမဲ့ကျောင်းရဲ့အမိတ်မဟုတ်တော့။ဂိုင်းတော်ဟာအဘဆရာရဲ့အမိတ်။တာသနာဆောင်နမင်းကြီးရဲ့အမိတ်။အထူးသဖြင့်အဘဆရာပြုတ်ပွင့်ဖိတ်ထားတယ်။ပုံနဂါးကြီးသိနိုင်မြင်နိုင်တာပဲ ဒီလိုမျိုးတလုံးချင်းပြောလိုက်ရမှာတော့ပုံနကားကြီးရဇက်ကျိုးတဲ့ပမာခေါင်းငိုက်ဆိုင်ကြသွားပါတယ်ပြုတ်တိပါရဲ့ကျုံမြင်ပါရဲ့ကျုပ်တွေ့ပါရဲ့ဗျာအဲအားကြောင့်ဆောက်ရောက်ခရက်အဘဆရာကျုပ်ဂရာပြုတ်ထားပါတယ်မန်တင်းပြီးတော့ညင်းဆန်နေလဲမထူနိုင်တော့ပါဘူးလေကျုပ်လေးကျုပ်ကျုပ်ဆက်လျှောက်လိုက်ပါပြီမဲထွေးမဲထွေးကိုလွတ်လပ်ခွင့်ပေးပါရယ်သူ့ဘောနဲ့သူရှိပါစေတော့ဘဝတက်မှလေးအပေါ်တဲ့နဲ့ပြောရပါစေတော့ ျော်ရွှင်ပါတော့မယ်ထွေးရေစိုးနေကြွယ်စွာနဲ့ထပ်ပေါ်လာတဲ့ပုံနံကကြီးရဲ့ရင်ခွဲတန်အားဆိုရင်ကြာရသူအပေါင်းရင်းနှီးအောင်ခန်းစားရစေပါတယ်ကုသမှုရိယထုံးစံတိုင်းတစ္ဆာရေးတိုက်ပြီးရအခါမှာဆရာကြီးကကျောင်းနေနဲ့ပျောကများစွာကုပူပါရဲ့ပုံနံကအစွေရဒါပထမဆုံးပဲပုံနံကနတ်ဘလူးမျိုးပါဆိုရင်ကာမစိတ်တီတခိုးကြီးရဲ့လှူချဘူးတယ်ပုံနံကကြီးရဲ့အစွမ်းပြခဲ့ပြီပါလားအမေမဟုတ်ပါဘူးဗျာတောင်းဆိုတာပါဒီလိုမြေတားရက်ခန့်လိုက်ပါတယ် ပုံနကအင်တာနက်ဆင်မှာချိတ်ဆွဲထားတဲ့ net တောက်အယူခိုင်းပါတယ်။ဒီလိုလက်ထဲကိုတားရောက်တဲ့အခါမှာတော့ဒေအင်တွင်းမှတောက်တမိုက်ခက်ဆွဲထုတ်ပြီးတွွေးနဲ့ထွေကင်းနဲ့ထွေးလိုက်ပါတယ်။ပြန်ထားလိုက်။ကြောက်ထွက်သွားရင်သိရမယ်။အဲဒီလိုဆိုပြန်တော့မှတော့ဖခင်ရဲ့အပါစရာတွေကိုဥတိုက်ပြန်တော့ထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တိုင်နန်းရှင်ကိုခေါ်သွင်းပြီးတော့ဆက်လက်ကုသခြင်းကိုပြုလုပ်ခဲ့ပါတယ်။ကရကရှင်မဲတွေ့ရဆိုရင်သူရဲ့ဘဝဟောင်းတိုက်ရှိအောင်ဘယ်လိုနည်းနဲ့မှ ပြန်မသွားလို့တဲ့အကြောင်းမပြန်စေဖို့အတွက် အကြိမ်ကြိမ်တောင်းပန်ထားတာကြောင့်ဆရာကြီးကလည်းဆက်သွယ်ရေးကြိုးမူလပြောင်းတဲ့ကြိုးဝိညာဉ်နှုတ်တဲ့ကြိုးအခေါ်လွတ်တဲ့ကြိုးတွေပင်မာကြိုးအကြာမြင့်ကြိုးတွေကိုဖျက်တောက်ပေးလိုက်ခဲ့ပါတယ်။ဒါပြင်တိုက်တွဲမှာရှိရဲ့အသက်ဘူးဝိညာဉ်မဲ့ပုံတူရုပ်ကလက်ကြောက်ဖျောင်းတိုင်းညောင်ဆောင်တလုံးအဝတ်စားအသုံးဆောင်နေနဲ့ဒီလိုမျိုးရှိရဲ့မဲထွေးနဲ့ပတ်သက်တဲ့များဆိုင်ရာအားလုံးမီးဆက်ပစ်ပြီးတော့ဖြက်ဆီးစေခဲ့ပါတယ်။နမင်းကြီးလေးပါကိုလည်းပင်းဖိတ်ပြီးတော့လက်လက်သွားတဲ့မဲထွေးရဲ့နေရာမှာ တခြားတင်လကစားထုတ်ပေးဖို့လေတောင်းပန်တာကိုပြုခဲ့ပါတယ်။အဲ့ဒီလိုနဲ့တိုင်နန်းရှင်ကိုတစ္ဆာရေးတိုက်ပြီးတော့ပြုထားသမျှမြို့မုံမကြောင် ပြန်လဲတင်ညှုတ်စေခဲ့ပါတယ်။အနာရောဂါအပူပိမျိုးလေတခါတည်းတင်ညှုတ်ယူစေပါတယ်။ပျောကကုမှုဟာဆိုရင်အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ပျောကကုသရာဟာဆိုရင်လည်းလာရောက်ကြည့်ရှုကြတဲ့ပြည်သက်တည်းကသူတို့မြင်ခဲ့ကြခဲ့ရတဲ့ကုသပွဲကိုပြန်လဲပြောဆိုပြီးတော့ဆက်မျိုးပြန်နေကြပါတယ်။ဒီထဲမှာတော်တော်လဲလဲရှိဟန်တူတဲ့ရွာသားတူဟာဆိုရင်ထိုင်ရအနေထားလိုက်ပြီးတော့ ဆရာကြီးခင်ဗျပုန်ကရာဓာတ်ကိုပါကြောင်တတွေထွေးပြရလေခင်ဗျဒီလိုမိလိုက်ပါတယ်ဆရာကြီးကအဲ့ဒီခါမှာပဲတတိယသွားကြဓာတ်ကိုယူပြီးထုတ်လိုက်တဲ့အခါမှာမူလာအကောင်းပကတိတိုင်းရွှေ့နေခဲ့တဲ့နတ်ဆက်တဲ့ဓာတ်အလဲတတိယနေ့တလျှောက်အရင်ကနေအပြားသို့တိုင်ဟတ်တက်ကွင်းနေရဲဆိုတော့အန်အုံးပဲတွေးခဲ့ရပါတော့ရင်ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပြီးရတဲ့အတွက်လေးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလေးဘလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလဲဆိုတော့ဆောင်းမြန်းနာဆင်ဖို့ပြောချင်